နာနီကောက်ရှင်းတဲ့ခေတ္တမှာနာနာတိုင်းတခုခုမပြုတ်လို့ရမရဘူးရှင်းတဲ့ခေတ္တမှာနာနာတိုင်းကြည်တိုင်တာဆိုပြီးတော့ဒိဗေမျိုးပြောတာပေါ့နော်ဥပမာဆိုလို့ရှိရင်ဆိုရှယ်လခေတ္တဘကုတ်တော်ဆဆူမသားရဲ့အဲ့ဒီကိစ္စကိုမလုပ်ရင်မပြီးဘူးဆိုတဲ့ဒိဗေမျိုးနေရာမှာအတုံးပြတယ်။များတော့အပြေခေါ်စေတိခိနာဂီမူရဆာကိလလည်းလိုက်ခေခနာတော့ဖြောကဲစုလို့ပေါ့နော် ပြောမယ်ဆိုရင်တော့လောကပြည့်ပြည့်ထန်ထန်ချမှတ်ထားတဲ့တောင်းဝန်တရားတွေနောက်ကရှောင်းလဲလို့မရတဲ့ အခြေအနေမျိုးအဲ့လိုမျိုးစံမျိုးမှာလည်းတုံနေပေါ့နော်အမိတို့ရှိတဲ့အတိတ်ပဲအနေနဲ့မှတ်မယ်ဆိုရင်နာနေနာနေရှိတော့ခင်လည်းပါနာနာနိုင်မလို့ရမြအောင်ဆိုတဲ့အတိတ်ပဲမျိုးနေရာမှာသတ်မှတ်ထားလို့ရရပေါ့နော်အဲ့တော့သူ့ရဲ့စေစုစုကိုကြည့်မယ်ဆိုရင်တော့သူကနိုင်ပေါင်မှာနိုင်ကိုဖြုတ်ပြီးတော့ဇုနေပေါ့ဇုထည့်ပြီးတော့လောက်တာပေါ့နော်အဲ့တော့ နိုင်မှာနိုင်ကိုဖြုတ်ပြီးတော့စူနေပါစူမနိုင်ဒါမှမဟုတ်နိုင်ကိုမဖြုတ်ဘဲနဲ့နိုင်တယ်ပါစူမနိုင်ဆိုပြီးတော့လည်းအသုံးပြုလို့ရတယ်ပေါ့နော်။တော့ဝါချလေးနဲ့တူတူတွဲပြီးတော့လေ့လာကြည့်မယ်ဆိုရင်ခတ်တယ်နိအာယာမာလာစူနေပါစူမနိုင်ဒါတော့ဆိုလို့ရှိရင်သူ့ကိုမတောင်းမှန်မဖြစ်ဘူးမဟုတ်လားဆိုတဲ့အတိတ်ပဲမျိုးနဲ့သုံးထားတာပေါ့နော်။နောက်တစ်ခုကအန္နာကုတ္တိုအစ်တေရှိမတ် ったら、あんなことをし言ってしまったから、包めずには済まない。そうし、エイキさんを表来見て、どちらも、どうも、心配のも、ビューそれで、ビューも、心配に進まない。それで、ビューに、あまじいたらぼの、遅刻してしまったから、先生に謝らずには済まない。そうしに、なおちゃんと、どちらも、ロシア、まあ、おもたおまんのしに、みゃう、それベビューもの、 早まなければならないのこの問題は早急に解決済みは済まないそれでディピュータナーをめのめぴしんやみやぶそれで便の彼の無礼な態度には何かを対象しない限り済まないそれでねどうやアピそれで便秘たぴっぱい အခုလေ့လာမယ့်ဝါကြလေးရာကြတော့နာနီနာနီဒေနာကုတေနန်နာရောနာနီနာနီဒေနာကုတေနန်နာရောဆိုတာကြတော့အဲ့ဒါမဟုတ်ရင်ပါလဲဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်နာနီနာနီကဟီချောနီတက်ကိစေဆိုနာကုတူပေါ့နော်ဒီအရာကတကယ်ကိုမှတင့်နေရောမှန်ကန်တဲ့ကိုက်ညီနေတဲ့အာတာလီမရဲ့ဒါထိုးစမ်းပဲဆိုတဲ့အထိပ္ပယ်မျိုးနေရာပေါ့လေအသုံးပြုရပေါ့နော်ပိုင်းနေမှုရှိတယ်တင့်နေမှုရှိတယ်ဆိုတဲ့ပုံစံမျိုးနေရာမှာအသုံးပြုရပေါ့နော်ဆိုတွေကထိုးစမ်းတဲ့အားရ ခုခါနေခံခိုင်းလာလဲနိုင်တခြားအရာစဉ်းစားလို့မရဘူးဒါပဲဆိုရအတိတ်ပဲမျိုးပေါ့နော်အဲ့တော့သူကကြတော့ now pulasu de nakutena daro ဆိုပြီးတော့လိုက်တာပေါ့နော်အဲ့တော့ဒီဝါကြလေးနေပတ်ပြီးရောလေးလာခြင်းမဲ့ဆိုလို့ရှိရင်ခါတွေကိုရှင်းကြည့်တဲ့ခါစတာဥခါနေကိုခါတွေကဟန်ဆိုင်နေပြီးရောရှိတဲ့တာကိုတွေကဥလာဂီတဲ့အခုတဲ့နန်းတော့ဆိုလို့ရှိရင် သူကသူ့ယုံကြည်ပြီးခတ်စတာအကနေပေါ့နော်ချီလိုက်တဲ့ပစံကိုသူကတခါဟန်ဆိုင်ပြစ်မှုတွေမှာသွားပြီးတော့အုံပြလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဥရကိတိနာကုတင်နဲ့တာတော့သစ္စာပေါတော့မဟုတ်ရင်ဘာလဲပေါ့နော်အဲနောက်တစ်ခုကကြတော့ခရီဝါ病気になった彼女のそばにいつもいられるように転職し、引越しまでしました。これは相手は、相手なくてなんだろう。そうしん、とが、 ရောဂါဖြစ်နေတဲ့သူ့ရဲ့ကောင်းမလေးရဲ့အနာမှာအမြဲတမ်းနေလို့ရအောင်ဆိုပြီးအလုပ်ကိုပြောင်းလိုက်တယ်။အလုပ်တွေမဟုတ်ဘူးအိမ်မှာပြောင်းလိုက်တယ်။အဲ့ဒီအရာဟာအချစ်မဟုတ်ရင်ဘာလဲပေါ့နော်။ဒါချစ်လို့ပဲကျင်းသိတယ်။သူ့ရဲ့ချပေါက်အချစ်ပဲဆိုတဲ့အဓိပ္ပာယ်မျိုးနေရာမှာတောင်းထားတာဖြစ်ပါတယ်။ အခုနောက်တဲ့တစ်ခုလေးလာမယ်ဝကြလေးရကြတော့နာနီနာနီခီဝါမလီနိုင်နာနီနာနီခီဝါမလီနိုင်ခီဝါမလီနိုင်ဆိုတဲ့ဝကြရဲ့အတိတ်ဘယ်ကခီကျော်နီချီယိုအီခန်းကျော်ရကျော်ကျော် ်ခေါ်ချိုးစုတုခိနီဝစကိုင်မတ်ပေါ့နော်သူကအလွန်တရာကိုမှပြင်းပြင်းထန်ထန်ဆိုတဲ့ချီယိုအီခန်းကျော်ပြင်းပြတဲ့စိတ်ခံစားချက်တွေကိုပြင်းပြတဲ့အခြေအနေတွေကိုအသုံးပြုခြင်းနဲ့ခါမလေးလေးနက်နက်အသုံးနှခြင်းနဲ့ခါမပြောရပေါ့နော်တိုကိုနီဝါရီကိုတို့များသောအားဖြင့်မကောင်းတဲ့ကိစ္စတွေမှာသုံးတယ်နောက်ကအိုဒိုရို ခုပကီကိုတော့ပေါ့နော်အရင်အတင်ထိမ့်လန့်စရာဖြစ်တဲ့နေရာမှာအော်စရာဖြစ်တာမှာတုံပြူတယ်ဟီချောနီချိုအီခန်ချောအိုချောရှိတဲ့တိုကီနီဝါစကိုင်းမတ်ပေါ့နော် လုံးဝကိုအရန်ကိုကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြောပြခြင်းတဲ့အခါမှာအတော်ပြရပေါ့နော်ခေဟွန်တက်ခီနီဆိုလိုကျော်ကဂန်ဂိုင်းနီတတ်စ်တီဒူကိုတော့အရာဝါစုအီမဝါစတီမတ်ပေါ့နော်ပြောခြင်းတဲ့တဘောကကြတော့ဂန်ခိုင်းဆိုတာအလွန်မင်းဆိုတဲ့အတိတ်ပဲပေါ့နော်လုံးဝကတ်သက်ပါအောင်ကျော်လွန်သွားပြီကတ်သက်ပါအောင်ထီရောက်နေပြီဆိုတဲ့ပုံစံမျိုးမှာတုံပြရတယ်အဲ့တော့အီမီတိုစတဲ့ဘဝရုံတော့ဟီချိုနီတို့က 曲度にとか限りになく限りなくとかもっともそれで別妙にね追いびろ待たるやあろめろ待たやびぽのえいろせすそこじじめするしんとかでパサを手まろとはなを飛びろ際まりないそうびろべ3なをべ描たぽのだめとはめしプラス際まりないねやれなおとくがでけよしまぽのいけよしそういけよし ။ဘာမှဖြုတ်စရာမလိုဘဲနဲ့ခီဝါမာလီနိုင်တန်းကပ်ပြီးတော့နာခေရောရှိဆိုရင်နာကိုဖြုတ်ပြီးတော့ခီဝါမာလီနိုင်ဆိုပြီးတော့အသုံးပြုတာမျိုးဖြစ်ပါတယ်။အဲဒီတော့ဒီဝါကြလေးနဲ့ပတ်သက်ပြီးတော့အမြဲတမ်းပါဠိဘာသာရှိတဲ့စကားလုံးတွေကိုကြည့်ကြည့်မယ်ဆိုရင်ဟာစုကရှိရှက်တာတို့ဤကလီဒေါ်သာထွက်တာတို့ဖူကိုင်းစိတ်မတန်တာစိတ်အစင်မပြေတာဖြစ်တာတို့ဟီဂျောအလွန်မင်းတို့အိုတို့ခီအန်ဝေါ်တာတို့ခွန်ဝါခုနောက်ဆက်ဖြစ်စီတာတို့ဟီတို့ဤပေါ့နော် ဟီတို့လုံးဝကိုဆိုးရတာတို့ဘူးလဲလုံးဝအဒီဘူးလဲဆိုတာကြတော့ရည်ကြည်မှုမရှိတာမျိုးပေါ့နော်မရင်ကြည်တာမျိုးတွေ စင်းနဲ့ဒီဝမ်းနဲ့တဲ့စိတ်ခံစားချက်အဲ့လိုစကလုံးတွေကတော်တော်များများတွဲပြီးတော့ပါတယ်အဲ့တော့ဝက်ချလေးနဲ့တွဲပြီးလေ့လာကြည့်မယ်ဆိုရင်ခိုနိုယောနာဘူရဲနာတိုက်တော်နေဝအာခိရဲဒုခီဝါမာရီနိုင်ဆိုလို့ရှိရင်အဲ့ဒီလိုမျိုးရိုင်းဆိုင်တဲ့အပြုအမူကိုအာခိရဲဒုဆိုတာတော်တော်လေးကိုအားအသင့်သွားတယ်အယံအားအသင့်တယ်ဆိုပြီးအတိပယ်မျိုးနဲ့ရေးထားပေါ့နော်နောက်တစ်ခုကကြတော့ခရီတော်ရှိခိုးတော်တော်မီဆူဝဟာဇုကရှိခီဝါမာရီနိုင်ဆိုလို့ရှိရင်သူ့အလုံးရဲ့အမှားသူ့လုံးလိုက်တဲ့အလုံးရဲ့အမှားဆိုလို့ရှိရင် အရှက်ချက်ကိုကောင်းတယ်တိုတဲမွန်ဟာစကားရှိဆိုပြီးတော့ပြောချင်တာအဲ့ဒါကိုသူကဒီ QR မာလီနိုင်နဲ့တုံးထားပါတော့ နောက်တစ်ခုဝကြလေရကြတော့ခေါနာဆူပါလာရှိခက်ရှိကီကိုမီရုခိုတိုကတက်ခီတဲ့ရှီယာဝါဆက်ခီမာဝါရီနိုင်ဆိုလို့ရှိရင်အဲ့လိုမျိုးအရန်ကိုမှအလွန်တရာအောင်မှအန်ဝေါ်စရာကောင်းတဲ့မြင်ကွင်းလေးကိုပေါ့တော့အရန်ကောင်းတဲ့မြင်ကွင်းကိုကြည့်ရကြည့်နိုင်တဲ့အတွက်ကြောင့်မလို့ရှီယာဝါဆက်ဆိုတာကြောင့်ပျော်ရွှင်ချမ်းမြေအစိတ်ချမ်းမြေတာပေါ့နော်အလွန်မင်းစိတ်ချမ်းမြေပါတယ်လို့ပြောထားတာတိုတဲမှုစိုက်ကိုတက်စီယောဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးထားပါပေါ့နော်ရှီယာဝါဆက်နာကိုဖြုတ်ပြီးတော့ခီဝါမာလီနိုင်ဆိုပြီးသုံးထားပါပေါ့နော် နောက်တစ်ခုကကြတော့အာနာနီအိုကီနောင်ခွေတဲ့ဒိုနာရာလေတဲ့ခဝိုင်ခီမာခဝိုင်ခီဝါမာရီနိုင်ဆိုလို့ရှိရင်အဲ့ဒီလိုမျိုးအတန်ကြီးကြဲကြဲကြီးနေပေါ့နော်အာဒိုနာရာတဲ့သူဆိုတာကြတော့အော်ဟေးပြီးတော့ဒေါသထွက်တာကိုခံလိုက်ရတဲ့အတွက်ကြောင့်မလို့ရန်ကြောက်သွားရဲ့လို့ပြောတာပေါ့နော်ဇူဂိုကူခိုဝါယီဆိုတဲ့အတိတ်ပဲမျိုးနဲ့သုံးထားပါပေါ့နော်နောက်တစ်ခုကကြတော့ ခေါနိုရှီယာီတဲ့မခေရူနန်ဒဲဇန်နန်ကီဝါမာရီနိုင်ဆိုလို့ရှိရင်ဒီပြိုင်ပွဲမှာရှုံးသွားတာများကတော့အလွန်မင်းဝမ်းနေမိရဲဆိုတဲ့အတိတ်ပဲမျောမဟွန်တိုနီဇန်နန်ဒဲစတာဆိုတဲ့အတိတ်ပဲမျောနေတယ်သုံးထားဖြစ်ပါရဲ့အဲ့တော့နောက်တစ်ခုကကြတော့ဒီ ခီဝါမာရီနိုင်းကိုခီဝါမီကိုယူပြီးတော့နောင်တော့ခီဝါမီဆိုပြီးတော့အသုံးပြုနေပေါ့နော်နောင်တော့ခီဝါမီဆိုတာကလည်းဒီအရှိရအတိုင်းပဲခီဝါမာရီနိုင်းနဲ့တူတူပဲအလွန်မင်းဆိုက်ကိုဟီဂျိုနီဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အသုံးပြုတာပေါ့နော်အဲဒီတော့အရင်ဦးဆုံးဂီတုဆွန်တော့ခီဝါမီတာဆိုလို့ရှိရင်ဂီတုဆွန်တော့ခီဝါမီဆိုလို့ရှိရင်အလွန်တရာအောင်မှ ကောင်းမွန်တဲ့အလုံးတရာမှဆန်ချိန်ပြည့်မီတဲ့ကိကျုစနီးပညာပဲဆိုတဲ့အတိပဲမျိုးနဲ့သုံးထားပါတော့။အဲ့တော့ဝကြရည်ထဲမှာဥမာဘီနိုကီဝါမီဆိုလို့ရှိရင်လေဘီဆိုတာကြတော့ ဒီ Utsukushi ပေါ့နော်ဒီ Utsukushi စာကတုတ်တဲမို့ချောတဲပေါ့နော်အရန်ကိုမရန်ကိုကောင်းလျောင်းလှရဲဆိုတဲ့အတိပဲမျိုးပေါ့နော်နောက်က Ajino Kiwami လို့ပြောလို့ရှိရင်အဲ့ဒီရဲ့အရာတာက Saigo no Ajiwai ဆိုတဲ့အတိပဲမျိုး Saigo no Ajiwai wo Murata ဆိုတဲ့အတိပဲမျိုးနေနဲ့တုံတာပေါ့နော်နောက်တစ်ခုက Zetaku no Kiwami ဆိုလို့ရှိရင်လေ Zetaku ဆိုတာကြတော့ စိတ်ခန္ဓာပေါ့နော်အလုံးအမင်းဟိုမှာမဒီစိတ်ခန္ဓာကလုံးဝခကီတီနော်နိုင်ဆိုတဲ့အတိတ်ပဲမျိုးအနေနဲ့သုံးထားတဲ့အတ္ထာမျိုးပေါ့နော်ခုချူးနော်ခီဝါမီဆိုလို့ရှိရင်လည်းပင်မခက်ခဲဆင်းရဲမှုတွေကအလုံးအမင်းဟိုမှာပင်မခက်ခဲဆင်းရဲလာတယ်ဆိုတဲ့အတိတ်ပဲအနေနဲ့သုံးထားပေါ့နော်ဥပမာဆိုလို့ရှိရင်ရှူချူးလျော်ခုနော်ခီဝါမီဆိုလို့ရှိရင်လည်းအာယုံဆိုင်နံဆွမ်းအားအလုံးအမင်းကိုကောင်းတယ်ဆိုတဲ့အတိတ်ပဲမျိုးနဲ့ညှိထားတာမျိုးဖြစ်ပါတယ် အခုနောက်ထပ်တစ်ခုလေ့လာရမယ့်ဝါကြလေးကကြတော့ဒါနီနာနီခင်ဂျီအေနိုင်ဒါနီနာနီကိုခင်ဂျီအေနိုင်ဆိုတဲ့ဝါကြလေးပေါ့နော်ဒါနီနာနီကိုခင်ဂျီအေနိုင်ဆိုတဲ့ဟာကစိတ်ခံစားချက်ကိုထိန်းချုပ်လို့မရဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ခန်းကျော်ကိုစာရေးတစ်ခုတော့ဝါတက်ခိနိုင်မာတာဝါဒိုးစတေမိုဒါနီနာနီစတေရှိမှာဘလိုပဲဖြစ်ဖြစ်အဲ့ဒီအရာကိုလုံးမိသွားတယ်ဘလိုမှစိတ်ခံစားချက်ကိုထိန်းချုပ်လို့မရဘူး အဲ့လိုပုံစံမျိုးအီမီပေါ့နော်တို့ခုနိစယောဤခံချောအရန်အောင်မပြပြတဲ့စိတ်ခံစားချက်ကိုပုံညွှန်းတယ်ပြီးတဲ့ခါကျတော့ဒီ show တို့ဝစားရတဲ့ချောတိုင်းပေါ့နော် လုံးဝကိုပောက်ကွဲထွက်တော့မယ်လုံးဝကိုအဲ့ဒီအရာတွေကိုလုံးဝကိုထိချုပ်ထားလို့မရဘူးဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်အဲ့တော့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ဟန်နိုယာဟန်ပါတ်စ်ကိုသူက တုတ်ပြန်တဲ့နေရာမှာအသုံးပြုတာမျိုးပေါ့နော်အဲ့တော့ email ကိုနောက်တစ်ခေါက်ထပ်မှတ်မယ်ဆိုရင် nani nani ကို osa ရဲ့တခုတော့ကဒေခိနိုင်ထိန်းချုပ်လို့မရနိုင်ဘူး nani nani ရှိသေးရှိမှာဥတခုခုပြုလုပ်မိရဲ့ဆိုတဲ့အတိပယ်မျိုးကိုမှတ်ထားလို့ရရပေါ့နော်အဲ့တော့ဆက်စုစုခုကြည့်ရှုမယ်ဆိုရင် ji shoke plus o kinji a nai ဆိုပြီးတော့လဲလိုက်တယ်နောက်တစ်ခုက now plus o kinji a nai ပေါ့နော်ဖတ်ဆောင်တယ်မှာတော့ now plus kinji a nai ဆိုပြီးတော့တုံထားတွေ့ရပေါ့နော်အဲ့တော့အများသောအားဖြင့်သူနဲ့တွဲပြီးတုံနေတုံထားရှိရစကားလုံးနေရာကြတော့ခန်းကျော်စိတ်ခံစားချက်ဥမာဤကလီဒေါသထက်တာခနာရှိမီဝမ်းနေတာအဝါရီကြီးတာပဲဖြစ်ရောရိုခိုးပြီးဝမ်းတာပဲဖြစ်ဖြစ်သုံးတယ်ခိုးတို့အပြုတ်မှုနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ဟန်တို့တုတ်ပြန်တာဂန်တို့အပြုတ်မှုပြောဆိုစကားတွေနာမီတာမျက်ရည်တွေအိုတို့တို့ဖြစ် စိတ်ပျော်ရွှင်လာတယ်။အာအာတင်လာရေပေါ့နော်အဲ့လိုနေရာကြီးမှာအသုံးပြုတာအများကြီးလောဝဲချရီနဲ့တွေ့ပြီးလေ့လာကြည့်မယ်ဆိုရင်ခရီနော်ဘူဒဲနာဂန်ဒိုနီဝပီကာလီကိုခင်းကြည့်အနိုင်ဆိုလို့ရှိရင်သူ့ရဲ့ရိုင်းပြတဲ့အပြုအမူပြောဆိုမှာ လုံးဝကိုဒေါသကိုထိ ंछ ုပ်လို့မရဘူးဆိုတဲ့အတိတ်ပဲ doge တဲ့မို့ okot တဲ့ရှင်မအောင်ဆိုတဲ့အတိတ်ပဲမျိုးနေနဲ့ရှင်းထားပါတော့เนาะနောက်တစ်ခုကကြတော့ခုနိုအဲကောင်ကိုမိတဲ့နာမိသားကိုခင်းကြည့်အဲနောက်ကတဆိုလို့ရှိရင်ဒီရုပ်ရှင်ကိုကြည့်ပြီးတော့မျက်ရည်ကိုဆယ်လို့မရခဲ့ဘူးမျက်ရည်ကိုထိ ंछ ုပ်ထားလို့မရဘူးအစာရုပ်ကိုတော့တဲ့ခင်းနိုင်နာမိဒါကထိုမနာနာကတဆိုတဲ့အတိပယ်မျိုးနေနဲ့ရေးထားပါတော့နံပါတ်3အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ あまり美しい景色に感動を感じえなかった。そうしてအလုံးတရာအောင်မှလှပတဲ့မြင်ကွင်းရှုခင်းကိုကြည့်လိုက်တဲ့အခါမှာခန်းတို့စိတ်ခံစားချက်စိတ်လှုပ်ရှားမှုတွေကိုခင်းကြည့်အနိုင်ဆိုတာကြတော့လုံးဝထိတ်ချုပ်ထားလို့မရဘူးအယံကိုစိတ်ခံစားချက်ဖြစ်မိတယ်ဆိုတဲ့အတိပဲပေါ့နော်ခန်းတို့ရှိတဲ့ရှမတာဆိုတဲ့အတိပဲမျိုးအနေနဲ့သုံးထားတာပေါ့နော် 彼の言葉には驚きを禁じ得なかった。所以、どうやら坂楼に、どうやら坂楼に、まあ、驚き、あんあんてむ、あんあんてみえる。それで、べみょぼの。どうしても驚いてしまいました。それで、べみょにね、しいたぼの。なるほど、じゃろ。この話を聞いて、笑いを禁じ得ない。そろしえ、 ီစကားကိုနားထောင်ပြီးတဲ့အချိန်မှာရီချင်တာကိုထိန်းချုပ်ထားလို့မရနိုင်ခဲ့ဘူးဘလို့ပဲဖြစ်ဖြစ်ရီမိသွားတယ်ဆိုတဲ့အတိတ်ပဲမျိုးနဲ့ပေါ့နော်ဒိုးစတေမဝါရတေရှိမတာဆိုတဲ့အတိတ်ပဲမျိုးနဲ့သုံးချင်လို့ရှိရင်ဝါရာယိုခေဂျီအိုင်ဆိုပြီးတော့အသုံးပြုရဲပေါ့နော်အခုလေးလာမယ်ဝကြလေးရကြတော့နန္ဒီနာနီထာတို့နန္ဒီနာနီထာတို့ထာတို့ဆိုတဲ့အတိတ်ပဲကကြတော့အာရုဘေကီစုကတာယာထာချီပါကိုဖျော်ချောစုရုဖျော်ခမ်းပေါ့နော်ပြောမယ်ဆိုရင်တော့ဒီအာရုဘေကီဆိုတာရှစ်တဲ့ရှိထိုက်တဲ့ သုခတာပုံစံအနေထားတာချိပါယက်တီချက်တွေကိုပုံညွှန်းနေတာပေါ့နော်တို့ခုနေအထူးသဖြင့်ဆိုတော့ဆိုနိုရှော့ခုကျော်သူ့ရဲ့အလုပ်ဒါမှမဟုတ်ယခုဝါလီတာဝဲချီဤသူ့ရဲ့ယာဒူနိယာဒူတွေမှာဖူဆာဝါရှိတင့်တော်လျော်ကန်တဲ့ ဒီဖူရူမိုင်းရစကီနီကိုအီမီပေါ့နော်ဥမာဆရာဝန်ဆိုရင်ဆရာဝန်နဲ့ကိုက်ညီတဲ့ဖူရူမိုင်းအပြုအမူရှိရမယ်နောက်ပြီးတော့စကီနီတာဝန်ရှိရမယ်အဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့လိုအရာတွေမှာအသုံးပြုတာအဲ့တော့အီမီတိုစတဲ့ကနာနီနာနီတိုစတဲ့အာရူဘေခီနာနီနာနီတိုစတဲ့ဖူဆာဝါရှိဆိုတဲ့အတိပယ်မျိုးနေနဲ့သုံးတာပေါ့နော်ရှိတင်ရှိထိုက်တဲ့ဖူဆာဝါရှိတင်လျော်လျော်လျော်ကန်တဲ့ဆိုတဲ့ဟာမျိုးပေါ့နော်ဥရောသူ့ရဲ့ဆက်စပ်စုကိုကြည့်ကြည့်မယ်ဆိုရင်မဲရှိပူလာစုတာရု မဲရှိပေါ့နော်အဲ့တော့မဲရှိကိုရှေ့ပိနေနောက်ပိနေအသုံးပြတာပေါ့နော်ယခုစကောက်ကိုတော့အများသောအားဖြင့်ဘလို့နေရာမျိုးမှာသုံးလဲဆိုတော့ယခုရှော့ခုသူ့ရဲ့ယာရူးအလုံးတွေပေါ့ဥမာစင်းစစ်စင်းစစ်ပေါ့နော်ဆရာဒါမှမဟုတ်လီဒါခေါင်းဆောင်ဒါမှမဟုတ်အိုယာမိပါရှီတိုရှဒီလမ်းညွန်နေသူဥမာဆရာဆရာပီတာတဲ့ဆရာဆိုတာအဲ့လိုပုံစံမျိုးပေါ့နော်ဥမာစင်းစစ်တာရူမိုနိုဆရာပီတာတဲ့ဆရာဥမာလီဒါခေါင်းဆောင် ပီတာတဲ့လူဆိုတာကအဲ့ဒါဆိုရင်လေလီဒါသာဒူမွန်နောအဲ့လိုအိုယမိဘပီတာတဲ့မိဘမိဘပီတာတဲ့လူဆိုတာကဆိုရင်အိုယတာဒူမွန်နောအဲ့လိုပုံစံမျိုးတွေနဲ့အသုံးပြုတာပေါ့နော်အဲ့တော့ထာချီဘယက်တီချက်တွေမှာဆိုဒီထာချီဘယက်တီချက်တွေသူရဲ့ခါမှာဆိုရင်လေခိုးမှုအင်းတို့ဒီဝန်ထမ်းတွေပေါ့နော်အများပြည်သူတွေအတွက်ကို ဒီ public လောက်တဲ့ဝန်ထမ်းတွေတို့နောက်ကကစေចောင်းသားပဲဖြစ်ဖြစ်ရှာရင်ဝန်ထမ်းပဲဖြစ်အဲ့လိုပုံစံမျိုးမှာအတုံးပြည့်အဲ့တော့ဝန်ချလေးနဲ့တွေ့ပြီးတော့လေ့လာကြည့်မယ်ဆိုရင်ကျော်ရှိသားတို့မို့တော့စေတိုနီတိုင်းစတဲ့အစကိနေအမှုစုပေးခိတာဆိုလို့ရှိရင်လေ ဆရာပီးသားတဲ့ဆရာဆိုတာကဆရာပီးသားတဲ့လူဆိုတာကတပည့်တွေအတွက်ဆိုရင်လုံးဝကိုစိတ်ခီးနဲ့တာဝန်ကိုယူသင့်တယ်လို့ပြောတာပေါ့နော်အဲ့တော့စိတ်ခီးနဲ့ကိုမူတနာခဲ့တယ်ပါနာနာနိုင်ဆိုပြီးတော့ပြောချင်တာမျိုးပေါ့နော်အဲ့တော့လီဒါထတို့မို့လို့စနေနေ၄၀တဲ့အင်းနာခဲ့တယ်ပါနာနာနိုင်ခေါင်း ခေါင်းဆောင်ပြီးသားတဲ့လူဆိုတာကအမြဲတမ်းအေးစိတ်တည်ငြိမ်မှုဆိုတာကမရှိလို့မရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။အိုယာတာလူမုံတို့ခုတော်မုံဤယောဤမိုဟန်ကိုရှိမဲဆာနာခဲ့တဲ့ပါနာနာနိုင်မိဘပြီးသားတဲ့လူဆိုတာကကလေးတွေကိုကောင်းမွန်တဲ့ဆံပြားပုံကိုတရားအနေနဲ့ဖော်ပြလို့မဖော်ပြလို့မရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။ရှိတောရှာတာလူမုံတို့ဘူကနောနာယာမီနီမိမိကိုခါတာမှုခဲတို့ဘေကီတာဆိုလို့ရှိရင်ရှိတောရှာနန်းညွန်ပြပေးတယ်ပေါ့နော်ခေါင်းဆောင်ပေါ့နော် လမ်းပြပေးတဲ့လူဆိုတာကဒီလက်အောက်ငယ်သားတွေရဲ့ခေါင်းဆောင်ဆိုတာလက်အောက်ငယ်သားတွေရဲ့နိုင်ရမီတောကရောက်မှုတွေစိတ်ညစ်မှုတွေကိုလည်းမိမိကိုခတာမှုခဲ့လို့ဆိုတာစကားပြောအနားထောင်ပေးရမှာပေါ့နားထောင်ပေးတင်ပါတယ်လို့ပြောတာပေါ့နော်ကက်ဆေတာရူမိုနိုဘန်ကျော်နီဟာဂေမှုဘေကီတာဆိုရင် ကျောင်းသားပီတာတဲ့လူဆိုတာကပညာရေးနယ်ပယ်မှာဟာကိမှုဆိုတာကကြာတော့အထုံကိုယ်ဆိုင်အားထည့်ပြီးလှုပ်ဆောင်တာကိုပြောတာပေါ့နော်အဲ့တော့အလုံးမလှုပ်ဆောင်လို့မရဘူးလှုပ်ဆောင်တင်တယ်ဆိုတဲ့အတိတ်ပဲမျိုးနေနဲ့တုံတာဖြစ်ပါတယ်အဲ့တော့တလူကိုမြင်တာနဲ့ပီတာတော့ဆိုပြီးတော့ဘာသာပြန်လို့ရပါတယ်အခုလေ့လာမယ့်ဝါကြလေးကကြာတော့ဒါနီနာနီဘေကူမိုနိုင်ဒါနီနာနီဘေကူမိုနိုင်ဆိုတဲ့ဝါကြလေးပေါ့နော်သူရဲ့အတိတ်ပဲခါကြတော့အရုခိုတို့ဟုတ်စုရုခိုတို့ကဒေခိနိုင် ဲ့တော့ဒီကိစ္စတစ်ခုခုအပြုတ်မှုတစ်ခုခုပေါ့နော်အဲ့ဒါကိုလုံးလို့မရနိုင်ဘူးဆိုရီအိုးစုစုရော်ယူရကြောခန့်ကနိုင်အဲ့ဒါကိုလုံးစရာရော်ယူအဲဒီအလတ်ချိန်လုံးချိန်နောက်ဘခုကကြတော့ကြောခန့်အချောင်းရအောင်မလို့ပြောမယ်ဆိုရင်တော့ဆရာမလို့ဘူးဆိုတဲ့အတိတ်ပဲနာနေနာနေကိုပြုတ်လို့ဆရာမလို့ဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ဥပမာဆိုလို့ရှိရင်ဖူခနိုတဲ့အာရုကိုတို့ပေါ့နော်အဲအဲ့လိုဖြစ်เสียအောင်မလို့ဘူးဆိုတဲ့အတိတ်ပဲမျိုးနေနဲ့သုံးတာပေါ့နော်အဲ့တော့ ဟိမိဒိဗယ်လေးနဲ့ထပ်ပြီးတော့နောက်တစ်ခေါက်ထပ်မှန်မယ်ဆိုရင်နာနီနာနီစတူတူခုတော့ဒိခိနိုင် ပါမလို့ဆရာမလို့ဆိုတဲ့အတိပဲမျိုးပေါ့နော်အဲ့တော့ဆက်ဆုစုကိုကြည့်မယ်ဆိုရင်ဂျီရှော့ခဲဘဲခုမွန်နိုင်ဆိုပြီးတမျိုးပဲပေါ့နော်အဲ့တော့ယော့ကုစကောက်ကိုတိုဘာအမြဲတစေ၃နေ၃ထားရှိတာကဒက်ခီနိုင်တို့အနိုဆိုမာနိုင်တို့နောက်ပြက်ကကြတော့တချီဘာဒက်ခီနီမူရီဒီရက်တီချက်အနေနဲ့ဆိုလောကမှာမူရီပဲမဖြစ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနေရာမှာအသုံးပြုရပေါ့နော်တော့ဝါကြရတဲ့တွေ့ပြီးလေးလာကြည့်မယ်ဆိုရင်ခါရင်တော့ဂျီဆူရောကူတေဝရှိခဲ့နီဂေါ်ခါကူစရုဘဲခီမွန်နိုင်ပေါ့နော်ဘဲခုမွန်နိုင်ဆိုလို့ရှိရင်သူ့ရဲ့ဂျီဆူရောကူဆိုတာကြတော့ စ조사မှုပေါ့နော်သူရဲ့ဒီ조사မှုကိုကြည့်မယ်ဆိုလို့ရှိရင်စာပေဝဲကိုကောကကုစုရုကိုတော့ဒေခိနိုင်လို့ပြောတာပေါ့နော်အောင်စရာအောင်မအောင်မဟုတ်ဘူးနိုင်နိုင်စုရုကိုတော့ဒေခိနိုင်ဆိုတဲ့အတိတ်ပဲအနေနဲ့ဘဲခုမိုးနိုင်အောင်ထည့်ထားပါပေါ့နော်ဆွန်နာဒိုင်ကေအိုခရီဒုနန်တေ私には考えるべくもないဆိုလို့ရှိရင်ဒီလောက်လောက်မျိုးပမာဏအများကြီးကိုချီးတာများကတော့ငါအနေနဲ့ဆိုလို့ရှိရင် စဉ်းစားဖို့တော့မဖြစ်နိုင်ဘူးဆိုတဲ့အနေအထားမျိုးနဲ့တုံထားပါတော့အဲ့တော့ဝါတရှိနေဝခံကာရဲ့ဒုဘေကုမိုနိုင်ဆိုရင်စဉ်းစားဖို့မဖြစ်နိုင်ဘူးမှာဆိုရင်ခံကာရဲ့ဒုကိုတိုဆူရာတဲ့ကီမဆဲယောဆိုတဲ့အတိပ္ပယ်မျိုးနေနဲ့တုံထားပါတော့ဣဆိုဂါရှိစုကီတဲ့ရာစုမှုဘေကုမိုနိုင်ဆိုလို့ရှိရင်အဥမာအရန်အလုပ်တွေကအရန်များနေတဲ့အတွက်ကြောင့်မလို့ရာစုမှုကိုတိုကဒေကီနိုင်ဆိုတဲ့အတိပ္ပယ်ကိုရာစုမှုဘေကုမိုနိုင်ဆိုပြီးတော့အသုံးပြုထားပါတော့ ခါတော့ကျွန်တော်ခီမိုချီကိုခါရတူဘေကူမိုနိုင်ကိုတို့အာတရှိဝါယခုလီကိုင်းစတေးအီမတ်ဆိုလို့ရှိရင်သူ့ရဲ့သူမရဲ့စိတ်ခံစားချက်တွေကိုပြောင်းလဲဖို့မဖြစ်နိုင်ဘူးเนาะပြောင်းလဲဖို့ဆိုတာတခိနိုင်ဘေကူမိုနိုင်မဖြစ်နိုင်ဘူးဆိုတာကိုငါကတိတိချာချာကိုကောင်းကောင်းလေးသိရင်ဆိုရဲအတိတ်ပဲမျိုးပေါ့နော်ယခုစတေးအီမတ်ရောဆိုရဲအတိတ်ပဲမျိုးနဲ့သုံးထားပါပေါ့နော်ဆိုတော့ဂျောကျော်တယ်ဝါခါစဘေကူမိုနိုင်ဆိုလို့ရှိရင်ဒီအခြေအနေနဲ့ဆိုလို့ရှိရင်တော့ဒီအခြေအနေဆိုလို့ရှိရင်တော့ခါစနိုင်ဖို့ဆိုတာမဖြစ်နိုင် ခါချုကတော့တက်ခင်းနိုင်ဆိုတဲ့အတိတ်ပဲမျိုးအနေနဲ့ဖူခါနိုဒက်စီရောတက်ကီမာစင်ရောဆိုရင်ပုံစံမျိုးဆိုလို့ရှိရင်ဘေကူမိုနိုင်ကိုအသုံးပြုပါတယ်။နောက်တော့ကူလီလာမဲဝါချာလီယာကြတော့နာနီနာနီနာကုရှိတဲ့နာနီနာနီနာကုရှိတဲ့ဆိုတဲ့ဝါချာလီယာကြတော့ သူ့ရဲ့အတိတ်ပဲကဒီအရာတစ်ခုမရှိလို့ရှိရင်နောက်ထပ်အရာတစ်ခုကအထမြောက်အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲပြောမှတ်ထားမှာပေါ့နော်။ဥပမာဆိုလို့ရှိရင်နာနီနာနီကနိုင်တို့နာနီနာနီဝဆယ်လီစုရှိနိုင်ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်။အာရုဂျောခင်ရရောဆိုကနာခင်လေးပါနာနီကကနာလီတာတာနိုင်ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်။ဥပမာဆိုရင်ဒီဂျောခင်အကြောင်းအရာအချက်လက်ဒီရှိရတာမရှိနောက်ကဟာအထမြောက်အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲမျိုးနေနဲ့သုံးထားပါ။အဲ့တော့နောက်တစ်ခုထပ်ပြီးတော့ပြောမယ်ဆိုရင်နာနီနာနီကနာခင်လေးပါနာနီနာနီစုလူကိုတော့ဒေကီမာဆင်ဆိုတဲ့အတိတ်ပဲမျိုးမှတ်ထား လို့ရပါတယ်ဆဆဆိုကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့သူကဂျီရှော့ခဲပူလာဆုနာကူရှိတဲ့လိုက်တယ်။နောင်ပူလာဆုနာကူရှိတဲ့ဆိုပြီးတော့လိုက်ပါတယ်။ညာတော့အဖြစ်ကသူကယိုကုစကောက်ကိုတော့ဗာအနေနဲ့ကြည့်မယ်ဆိုရင်နာလီတဆုတို့ခါနိုတို့ဂျီတူဂဲနိုဆေကိုတို့အဲ့လိုစကားလုံးလေးနဲ့တွဲပြီးတော့သုံးတာများတယ်။အဲ့တော့ဝက်ချလေးကိုတွဲပြီးတိတာကြည့်မယ်ဆိုရင်ခါရင်တော့ခေါ်လျော်ကူနာကူရှိတဲ့ဝါကိုနိုပရောဂျက်တိုဝါခန်းစေတဲ့ကိနာကတာဆိုလို့ရှိရင်သူ့ရဲ့ခေါ်လျော်ကူ ပူပေါင်းပါဝင်မှုဆိုတာမရှိဘူးဆိုလို့ရှိရင်ဒီ project ကပြီးမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့เนาะအဲ့တော့ခေါလျောကူကနှက်ခဲ့တယ်ဗျအနောက်ကတကူကမပြီးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့เนาะဒိုလျောကူနှက်ခုရှိတဲ့16ဝအာလီအဲ့ဒါဆိုလို့ရှိရင်ဒိုလျောကူလုံးလစိုက်ထုတ်ခြင်းပေါ့เนาะဒီလုံးလစိုက်ထုတ်ခြင်းပူပေါင်းဆောင်ရွက်ခြင်းတွေမရှိဘူးဆိုလို့ရှိရင်အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့เนาะအာယီဂျောနှက်ခုရှိတဲ့ခါစုတ်ခုကနာဒီတတနိုင် တန်ရောစင်မရှိဘဲနဲ့မိသားစုဆိုတာအထမြောက်အောင်မြင်မှာမဟုတ်ဘူးပေါ့နော်။ခါနိုဂျောနောတဆုခေနာကုရှိတဲ့ဝါတရှိဝါခိုကိုမတဲ့ခိုရတဲ့နာကတာပေါ့နော်။အဲ့တော့သူမရဲ့အကူကြီးဆိုတာမရှိဘဲနဲ့ငါဒီအထိလာနိုင်စရာအကြောင်းကိုမရှိဘူးလို့တုံထားပါပေါ့နော်။ဒွန်နာမွန်နိုင်မို့လဲဆဲဆာနာကုရှိတဲ့ခိုင်ခက်စစ်တဲ့ခီမဆဲဘလို့ပြဿနာပဲဖြစ်ဖြစ်အေးစေးတည်ငြိမ်မှုဆိုတာမရှိဘဲနဲ့ဖြစ်ရှင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲမျိုးဖြစ်ပါတယ်။ အဲဆိုလို့ရှိရင်တော့အဲ try ရဲ့ n1 ပေါ့နော်ဘုံဘုကာနာ노바스ဒီမှာပါတဲ့တဒါလေးတွေကိုပြင်ပဝက်ကြရင်နဲ့တွဲပြီးတော့တင်ပေးနေတဲ့အခန်းဆက်ဗီဒီယိုလေးတွေကဒီဗီဒီယိုမှာဆိုလို့ရှိရင်နောက်ဆုံးနဲ့ပြီးသွားပါပြီအဲ့တော့နောက်ထပ်စာအုပ်လေးတွေထပ်ပြီးတော့လည်းတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ရှင့်ဂျာမတာနဲ့ဩစကာရဲ့ဆာမန်ဒေစတာဘိုင်ဘိုင်